တို့တရက်တရက်ဖြတ်တန်းနေတဲ့အချိန်မှာတတိမထားမိပဲနဲ့တတိလက်လွတ်မေးလျော့နေတဲ့အဲအချက်လေးတွေရှိရပေါ့နော်အဲ့ဒါကတော့ကျမတို့ကျေးဇူးတင်ထိုက်တဲ့သူတွေကျမတို့တန်ဖိုးထားမဲ့သူတွေကိုမေးလျော့နေခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျမအခုဒီ ဗီဒီယိုလေးကိုလိုက်ကြည့်နေရဲဆိုလို့ရှင်အခုအချိန်လေးမှာကျွန်မပြောပြရတဲ့အကြောင်းအရာလေးတစ်ခုရင်းစီဖို့ပဲကိုယ့်ရဲ့ကျေးဇူးတင်တဲ့စိတ်ကလေးတွေကိုယ့်ရဲ့တန်ဖိုးထားတဲ့စိတ်ကလေးတွေကိုလိုက်ပြီးတော့တွေးကြည့်လိုက်ပြီးတော့ခန်းစားကြည့်ပါစိတ်ထဲကနေတကယ်တထဲဝင်ဝင်ကျေးဇူးတင်တဲ့စိတ်เนาะတန်ဖိုးထားတဲ့စိတ်တွေဖြစ်လာပြီဆိုလို့ရှင်တင်လို့အတွက်ကိုလေ အရန်ကိုကျေးဇူးများပါလိမ့်မယ်နော်အချိန်လေးကခဏလေးပဲ2မိနစ်3မိနစ်အတွဲမှာတင်တို့တွေးမိတဲ့အတွေးတွေဟာလေဒီနှလုံးသားထဲမှာအရန်ကိုအေးချမ်းပြီးတော့အော်ငါဒါတွေကိုမေ့နေပါလားဆိုတော့အတိကြီးဝင်မှုအတွက်လိုက်ပါလှုပ်ဆောင်ကြည့်ကြပါနော်အခုဒီနေ့ပထမဦးဆုံးကျေးဇူးတရားတွေကိုပြန်လည်အောင်မိကြရအောင်အဲ့ဒါကတော့ပထမအဦးဆုံးကျမတို့ရဲ့မိဘတွေဖြစ်ပါတယ်ကျမတို့ရဲ့အဖေအမေ ကျမတို့ရဲ့အဖေအမေကျမတို့ကိုမွေးခရရနေပြီးတော့အခုအချိန်အထိဘာတွေလုပ်ပေးခဲ့လဲဆိုတာကိုပြန်ပြီးတော့စဉ်းစားကြည့်ရအောင်ကျမရဲ့အဖေအမေဆိုလို့ရှိရင်ကျမတို့ကညီမ9ယောက်ရှိတယ်။အဲ့ညီမ9ယောက်ကိုငငယ်လေးတည်းကအဖေကကားတွေမောင်းနေ၊အိမ်မှာကားတွေထောင်နေ၊အမေကဈေးရောက်နေ။အဲ့ဒီလိုနဲ့ကျမတို့ညီမ9ယောက်ကိုလူလားမြောက်အောင်ပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တယ်နော်။ဘယ်တော့မှကျေးဇူးဖြတ်လို့မရဘူး။ကျေးဇူးမေးလို့မရဘူး။ ဘာဖြစ်လို့ဆိုတော့ကျမတို့ကိုဒီလိုလှလှပပလေးဖြစ်အောင်မွေးပေးတာစိတ်ထားလေးတွေကောင်းမွန်အောင်မွေးမြူပေးလိုက်တာအုံနောက်ဒီထဲမှာအတွေးတွေကောင်းမွန်တဲ့အတွေးခေါ်တွေတွေးခေါ်တတ်အောင်လေ့ကျင့်ပြုထောင်ပေးလိုက်တာဒါကျမတို့ရဲ့ဘဝတွေမှာတန်ဖိုးဖြတ်လို့မရတဲ့အရာတွေပဲဖြစ်တယ်အဲ့ဒီတော့ဒီလူတွေဟာကျေးဇူးလုံးဝမမေ့တင်ဘူးကျမတို့ကတခါလေးကြားလို့ရှိရင်လေအဖေအမေတွေရဲ့ကျေးဇူးကို မတိတာတော့မဟုတ်ဘူးဒါပေမဲ့တတိမထားမိတာပေါ့နော်တို့ရှိနေတဲ့အချိန်မှလေကျမတို့ကတန်ဖိုးမထားမိတာတို့ရဲ့ပြောတဲ့အသက်ကြီးလာလို့တို့ပြောတဲ့စကားတွေကိုကျမတို့ကတေချာဂယုတဆိုင်နားမထောင်ပေးဖြစ်တာတို့ရှိကိုမရောက်ဖြစ်တာကျမရဲ့အဖေအမေဆိုလို့ရှိရင်လေအခုအထိသမီးတွေအကုန်လုံးကျမတို့ကအဲညီမ9ယောက်ရှိတယ်သမီးတွေအကုန်လုံးကိုအခုချိန်ထိကိုမျက်ရည်မပြတ်ဖဲကိုဂယုဆိုင်တာဘယ်သမီးကဘာကြိုက်တယ်ဘသူကဘာကြိုက်တယ် အဲ့တော့သူတို့ရဲ့အဲယေရှုတွေကိုတခုချင်းစီဒီနေ့ကတော့အဖေအမေအတွက်ပေါ့နော်အဖေအမေကိုယေရှုတင်ရမယ့်အချက်တွေအဖေအမေကိုတန်ဖိုးထားရမယ့်အချက်တွေအခုအချိန်မှာကိုကအလုပ်တွေနဲ့လုံးပန်းပြီးတော့မိနေတယ်ဆိုလို့ရှိရင်ခဏလေးခဏလေးရက်လိုက်ရက်ပြီးတော့2မိနစ်3မိနစ်5မိနစ်တို့ကိုပြန်ပြီးတော့တွေးကြည့်ရအောင်အဲ့ဒီလိုလေးပြန်ပြီးတော့ သူတို့ရဲ့ဂျေစုတရားလေးတွေကိုတွေးလိုက်လို့ရှင်လေကိုဟာလေပို့ပြီးတော့နေရတာစိတ်လဲအေးချမ်းတယ်ပြီးလို့ရှင်ဟိုချက်ချင်းလေ ကိုမိဘကိုသွားပြီးတော့ကရော့ဂျင်စိပောက်တယ်နော်အဲ့ကြတော့ဒီအကျင့်လေးကိုလည်းလုပ်ကြည့်ကြပါရှင်ဂျေစုများကြီးတမားတယ်